နာနာဘဝဝိညာဉ်တွေကဆရာဆရာမတွေရောင်းဆောင်ကကလေးတွေနဲ့လာကစားလို့ပိတ်လိုက်ရတဲ့ရန်ကုန် Time City က International School ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတလောအင်တာနက်ပေါ်မှာရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Time City နဲ့ပတ်သက်ပြီးတော့ထိတ်လန့်စရာသတင်းတစ်ခုလို့ပြောများနေပါတယ်။ ဒါကတော့ Time City ထဲမှာဖွင့်လှစ်ထားတဲ့ International School တခုမှကျောင်းမက်ဖွယ်ရာ6လမ်းမှုတွေဖြစ်ပွားခဲ့ပြီးတော့နောက်ဆုံးမှာအကြောင်းကိုပိတ်လိုက်ရတဲ့အထိဖြစ်သွားခဲ့တယ်ဆိုတဲ့ကိစ္စပါပဲ Facebook ပေါ်မှာပြန့်နှံ့နေတဲ့ post တခုရဲ့အဆိုအရအဆိုပါကျောင်းမှာနာနာဘဝမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကကျောင်းဆရာကျောင်းဆရာမပုံစံဖန်ဆင်းပြီးတော့ကျောင်းကကလေးတွေနဲ့အတူတူလာဆော့တော့စကားတွေပြောတာအနန္တတွေပြီးပြီးတော့6လမ်းတာတွေဖြစ်နေရလို့ဆိုပါတယ်ဒီအဖြစ်အပျက်တွေအကြောင်းကလေးတွေရောဆရာမတွေပါထိတ်လန့်ကြောက်ရွံ့ခဲ့ရပြီးတော့နောက်ဆုံးမှာတော့ကျောင်းကို ဆက်လက်ဖွင့်လှစ်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်ခဲ့တယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဆိုပါကျောင်းကတာဝန်ရှိသူဆီယာမတယောက်ရဲ့ပြောစကားအဖြစ်နဲ့ညွှန်းဆိုထားတဲ့ချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ ူကကျောင်းဝိမေဆိုရင်တော့မြေနေရာနေထားတွေကိုသေချာစောင့်ကြည့်ဖို့လိုကြောင်းအခုတော့ Time City ကခြောက်လှမ်းမှုတွေကြောင့်ဒီကိုဝိုင်းကျောင်းကိုပိတ်လိုက်ရပြီဆိုပြီးတော့ပြောခဲ့တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်ဒီလိုမျိုးထိတ်လန့်စရာကောင်းတဲ့ခြောက်လှမ်းမှုတွေကဘာကြောင့်ဖြစ်နေရတာလဲအဖြေကတော့ Time City ရဲ့တမိုင်းကျောင်းနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ် Time City တိစောက်ထားတဲ့မြေနေရာကတစ်ချိန်ကရန်ကုန်မြို့ရဲ့အထင်ကြီးရ ကျန်တော်သုံးတန်ဆိုတဲ့သင်္ချိုင်းကြီးဖြစ်ခဲ့လို့ပါပဲဒီသင်္ချိုင်းဟာဗုဒ္ဓဘာသာဝင်တွေရောတခြားဘာသာဝင်တွေပါအများအပြားကိုမြှုပ်နှံခဲ့တဲ့နေရာဖြစ်ပြီးတော့တာမန်လူတွေတင်မကပါဘူး ကျောင်းသားကောင်းဆောင်ဘူအောင်ကျော်ဝင်းကြီးကျောင်းဦးနုတို့လိုမျိုးထင်ရှားတဲ့ပုံကိုကြီးတွေရဲ့အုပ်ကူတွေလည်းဒီမြေအောက်မှာရှိခဲ့ပါတယ်။ပို့ပြီးတော့ကျောင်းစရာကောင်းတာကတော့1988ခုနှစ်အရေးခင်းကာလကအမည်မသိအလောင်းရပေါင်းများစွာကိုဒီကျန်သောသုတ်တံမှာအဆုလိုက်အပြုံလိုက်လာရောက်မြုပ်နှံခဲ့ကြတာပါပဲ။ဒီလိုမျိုးအစိမ်းတွေအကျန်းတွေဝိညာဉ်တွေစုဝေးရာဖြစ်တဲ့အတွက် ကျန်တော်သုတ်တန်ကအဲ့ဒီခေတ်ကရန်ကုန်မှာတရေအချောက်ဆုံးနေရာအဖြစ်နဲ့နာမည်ကြီးခဲ့ပြီးတော့ညနေဆောင်ရင်တောင်မှဘယ်သူမှမဖြစ်ရဲကြပါဘူး1996ခုနှစ်နောက်ပိုင်းမှာတော့အစိုးရအမိန်နဲ့ကျန်တော်သုတ်တန်ကိုဖျက်သိမ်းပြီးတော့အလောင်းတွေအယိုးတွေကိုရေဝေးသုတ်တန်ကိုပြောင်းရွှေ့ခဲ့ရပါမကျွတ်လွတ်တဲ့နာနာဘဝတွေကိုလည်းအစိုးရအမိန်နဲ့ပြောင်းရွှေ့ပေးခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့ပုပ်ပနေတဲ့အလောင်းတွေပါမကြမ်းတည်ယူခဲ့ရတဲ့အဲ့ဒီဖြစ်စဉ်ကတော်တော်လေးထိတ်လန့်စရာကောင်းတာပါဒီလိုသမိုင်းကြောင်းရှိတဲ့မြေပေါ်မှာ Kimmy Time City Center ကြီးကိုတိဆောက်တဲ့အခါမှာထူးဆန်းတဲ့ဖြစ်ရပ်တွေအများကြီးကြုံခဲ့ရပါဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလူအယိုးကောင်းတွေအယိုးစုတွေမကြခဏတူးဖို့ရရှိခဲ့သလိုနာမည်ကြီးခဲ့တဲ့ဘလုံးမခုံမရတဲ့အညောင်ပင်ကြီးကိစ္စကရှိပါတယ်အဲ့ဒီညောင်ပင်ကိုခုတ်ဖို့ကြိုးစားတဲ့လက်သမား2ဦးအသက်ဆုံးရှုံးခဲ့ရတာကြောင့်နောက်ဆုံးမှာမခုတ်တော့ဘဲနဲ့ဖျားတယ်ထားခဲ့ရတာလို့လည်းလူသိများ တာပါအခုတော့အဲ့ဒီညောင်မင်းကြီးကသူ့လိုလိုလဲကြသွားခဲ့ရနှစ်တွေကြာပါပြီဒါပေမဲ့မြေကြီးရဲ့မတန်ရှင်းမှုကြောင့်ချက်လန့်မှုတွေကတော့ယနေ့ထိရှိနေစေလို့ပြောကြပါတယ်ညတစ်ကောင်မှာ Time City ရှိကဖြတ်မောင်းတဲ့ကားသမားတွေ shopping center ကအမှန်ကြီးတွေမှာကြောက်စရာလူပုံရိပ်တွေအများကြီးတွေ့ရတယ်လို့ပြောကြသလိုအမျိုးသမီးအိမ်သားတွေမှာတရေမရဲ့ပုံရိပ်ကိုမှန်မှတွေ့လိုက်ရတာတွေလမ်းလျှောက်နေရင်လည်းသပင်ဆောင်ဆွဲခံရတာမျိုးတွေကြုံခဲ့ဘူးတယ်လို့အင်တာနက်ပေါ်မှာရေးသားထားတာတွေရှိပါတယ် ဒီလိုသမိုင်းနောက်ခံတွေနဲ့ဖြစ်ရတွေ့ကြောင်းအခု International School မှာဖြစ်ပွားခဲ့တဲ့ကိစ္စကဒေတာကန်တွေနဲ့အသီးသက်တွေရှိသူတွေကတော့တိတ်ပြီးတော့အံ့ဩစရာမရှိတော့ပါဘူး။ဘလောက်ပဲခင်မိတဲ့အဆောင်အဦးကြီးဖြစ်နေပါစေသူရဲ့မြေအောက်မှာနတ်ဆိုင်နဲ့သမိုင်းနဲ့မကျွတ်လို့သေးတဲ့ဝိညာဉ်တွေပုံမြင်နေရှိနေနိုင်တယ်ဆိုတာကတော့ဒီဖြစ်ရပ်ကသက်သေပြနေပါတယ်ဒီတော့ကြီးစုနေကြတဲ့ပရိသတ်တွေရော Time City နဲ့ပတ်သက်ပြီးတော့ဘလိုမျိုးထိုင်းလန့်စရာအတွေ့အကြုံတွေကြုံခဲ့ဘူးလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်